မေရိကန်ဆိုရကကရင်နေကြားဆောက်တဲ့ BGF ကောင်းဆောင်ဘုံမူကြီးဆော့ချက်သူနဲ့တားနှစ်ယောက်ကိုပြင်းမှတ်ထားတဲ့အရေးယူပိတ်ဆို့တန်ခမ်းမှုအသစ်တွေကိုချမှတ်လိုက်ပါတယ်။အမေရိကန်ဆိုရရဲ့အရေးယူပိတ်ဆို့ရေမူဝါဒတွေကိုအတိအကတာဝန်ယူရတဲ့ဗန္ဒာယေးဝန်ကြီးဌာနကဆော့ချက်သူနဲ့တားနှစ်ယောက်ဖြစ်တဲ့ဆော့ထူးအမ်မူဆော့ချက်ချက်တို့အပါအဝင်ဆော့ချက်သူဦးဆောင်မှုအောက်မှာရှိနေတဲ့ကရင်မျိုးသားတပ်မတော် KNY ကိုလည်းအရေးယူတန်ခမ်းမှုတွေလွှတ်ဆောင်ခဲ့ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပြင်းမှတ်ထားပြီးစိုက်ဘာငွေကြေးလည်လည်မှုကျူးလွန်တာတွေ လူမောင်ခုံမှုတွေနဲ့နယ်စပ်ဖြတ်ကျော်မောင်ခုံမှုတွေအတွက်အခုလိုအရေးယူတာဖြစ်တယ်လို့အမေရိကန်ဗန်ဒိုင်းဝန်ကြီးဌာနကပြောတာပါ။ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ BGF ရဲ့ဌာနချုပ်လို့ဆိုနိုင်တဲ့မြောက်ရီမျိုးဟာတရုတ်ထိုင်းနဲ့စက်ကောင်စီတို့ပူးပေါင်းပြီးစားပြလုပ်ငန်းတွေကိုဖြိုခွင်းတဲ့စစ်ဆင်ရေးတွေကြောင့်နိုင်ငံတကာရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။စိုက်ဘာငွေလင်ခိုင်းတွေဟာချွေးနေစားနဲ့ရှောက်ပွေလုက္ကိုင်းနေသူတွေအတွက်ဆုံးရှုံးနေတာမျိုးတွေဖြစ်လာစေသလိုညနာသူတွေရဲ့လုံခြုံရေးအတွက်လည်းဆွေးနွေးစရာကိစ္စမျိုးတွေဖြစ်လာစေတယ်လို့ အမေရိကန်ဒုတိယဗန်ဒါရေးဝန်ကြီးမိုက်ကယ်ဖော့ဂန်ဒါကဆိုပါတယ်ဗန်ဒါရေးဝန်ကြီးဌာနအနေနဲ့ရှိသမျှအရင်းအမြစ်အားလုံးကိုအသုံးပြုပြီးစိုက်ဘာငွေလင်ကိုင်းခွင့်ရတွေကိုဖျက်ဆီးဖို့ဒုစရိုက်မှုတွေကနေအချို့အမြန်ရှောက်ဖွေနေသူတွေကိုအရင်းယူဖို့လှုံ့ဆော်သွားမယ်လို့လည်းသူကပြောကြားခဲ့ပါတယ်ရှင်။